မင်္ဂလာပါဒီနေ့ကဘာမှာဆိုရင်တော့လူငယ်တွေရဲ့အခန်းကဏ္ဍဟာပို့ပြီးတော့အရေးကြီးလာပါတယ်ဆိုတော့ကျွန်တော်ကလူငယ်တွေနဲ့ပတ်သက်ပြီးအသိပညာပေးမှုတွေလူငယ်တွေနဲ့သက်ဆိုင်တဲ့ဗီဒီယိုတွေပို့ပြီးဥစားပြီးတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဆိုတော့လူငယ်တွေနေနဲ့ဘောတျှော်လုံးအောင်မြင်ဖို့အတွက်အရင်ဆုံးဥစားပေးတင်တာကမိမိကိုယ်ကိုဖွံ့ဖြိုးတိုးတက်အောင်ဥစားခြင်းပါပဲဖွံ့ဖြိုးဖို့ဆိုတဲ့နေရာမှာအလျက်ချက်တွေကိုတည်ရှိဖို့တော့လိုအပ်ပါတယ်ကဲဒါဆိုရင်ဆက်လိုက်ရအောင်နံပါတ်၁ပညာရေး ပညာရေးဟာအနာဂတ်အတွက်အခြေခံအုတ်မြစ်ဖြစ်ပါတယ်။လူငယ်တွေအနေနဲ့မိမိစိတ်ဝင်စားရဘာသာရပ်တွေကိုနက်နက်နဲနဲလေ့လာပြီးတော့ကိုယ့်ရဲ့အရေးချင်းတွေကိုမြင်သင်သင်ပါတယ်။ပညာရေးဟာကျောင်းစာတင်မကပဲလက်တွေ့ဘဝမှာအသုံးချနိုင်တဲ့စွမ်းရည်တွေဥပမာစက်တွေရေးပြဿနာဖြေရှင်းနေအစိုးဖွဲ့နဲ့လောက်ကန်နေစတာတွေကိုပါလေ့လာသင်ပါတယ်။နံပါတ်၄စိတ်ပိုက်ဆရာကျင့်ခိုင်မှုလူငယ်တွေအနေနဲ့စိတ်ပိုက်ဆရာကျင့်ခိုင်မှုရှိဖို့အရေးကြီးပါတယ်။စိတ်ဖြစ်စမှုတွေစင်ခေါ်မှုတွေကိုအရင်ဆန်းနိုင်ဖို့ စစ်တဲ့ကြံ့ခိုင်အောင်လေ့ကျင့်သင့်ပါတယ်။ကိုယ့်ရဲ့စိတ်ခံစားချက်တွေကိုနားလည်ပြီးထိန်းချုပ်နိုင်ဖို့တင်ယူထားသင့်ပါတယ်။နံပါတ်3ကျမ်းမာရေးကျမ်းမာရေးဘဝရဲ့အရင်းမြစ်ပါလူငယ်တွေအနေနဲ့ကိုယ်လက်လှုပ်ရှားမှုပုံမှန်လို့ဖို့ကျမ်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေကိုစားတော့ဖို့အရေးကြီးပါတယ်။အေးဝဝအိပ်ဖို့နဲ့စိတ်ဖိစီးမှုတွေကိုထိန်းချုပ်ဖို့လိုအပ်ပါတယ်။နံပါတ်4ဘာနာရေးစီမံခန့်ခွဲမှုငွေကြေးကိုစနစ်တကျစီမံခန့်ခွဲတဲ့ဖို့အရေးကြီးပါတယ်။ လူငယ်တွေအနေနဲ့အငွေဆွတ်သက်ဖို့ယနေ့မှနာမှုတွေနဲ့ပတ်သက်ပြီးအခြေခံဘုဒ္ဓသာရှိဖို့လိုအပ်ပါတယ်။မလိုအပ်တဲ့အသုံးစိတ်တွေကိုစောင့်ကြဉ်ပြီးအနာဂတ်အတွက်ဗန္ဒာရဲ့ရပြင်ဆင်ထားသင့်ပါတယ်။နံပါတ်၅လူမှုဆက်ဆံရေးလူမှုဆက်ဆံရေးဘဝရဲ့အရေးပါတဲ့အစိတ်ပိုင်းတစ်ခုဖြစ်ပါတယ်။လူငယ်တွေအနေနဲ့မိသားစုဖြစ်ဖြစ်သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ်ကောမွန်တဲ့ဆက်ဆံရေးတိစောက်ဖို့တော့လိုအပ်ပါတယ်။လူမှုကွန်ရက်တွေကိုထိရောက်စွာအသုံးချပြီးတော့ကိုယ့်ရဲ့ professional နဲ့ ပုံကူရေးဆက်ဆိုင်ခွင့်ရတွေကိုတိဆောက်တင်ပါတယ်။နံပါတ်6ယီမန်ချက်ထားစီချင်းဘွားမှာယီမန်ချက်ထားစီဖို့တော့အရေးကြီးပါတယ်။ဒီနေ့ဒီနေ့နဲ့ကွဲယီမန်ချက်တွေကိုရှင်းရှင်းလင်းလင်းတတ်မှတ်ပြီးအကောင့်ထဲပို့ဖို့တိဆောက်တင်ပါတယ်။ရေသူနဲ့ရေရှိယီမန်ချက်တွေကိုချမှတ်ပြီးတော့အစင်စင်အကောင့်ထဲပို့တင်ပါတယ်။နံပါတ်9လူမှုအကျိုးပြုလုပ်ငန်းများလူမှုအကျိုးပြုလုပ်ငန်းတွေမှာပါဝင်ခြင်းဟာကိုယ့်ရဲ့ဘဝကိုပုံမှန်အတိပြည့်စစ်စီပါတယ်။လူငယ်တွေအနေနဲ့ လူမှုအဖွဲ့အစည်းအတွက်အကျိုးပြုနိုင်တဲ့လုပ်ငန်းတွေမှာပါဝင်ဆောင်ရွက်သင့်ပါတယ်။နံပါတ်၁အတိတ်ကြောင့်ရယူခြင်းဘဝမှာအတိတ်ကြောင့်ဟာအကောဆုံးဆရာသဆိုပါ။လူငယ်တွေနေနဲ့အခွင့်အလမ်းတွေကိုရရင်ဝဝယူရဲပြီးတော့အတိတ်ကြောင့်တွေရယူသင့်ပါတယ်။မောင်မြင်မှုတွေကြာရှုံးမှုတွေကနေသင်ခန်းစာယူပြီးတော့ပုံမှန်ကောင်းမွန်ယူဆသင့်ပါတယ်။နံပါတ်၉အနာဂတ်ပြင်ဆင်ခြင်းအနာဂတ်ကိုကြိုတင်ပြင်ဆင်ထားနိုင်ဖို့ကအရေးကြီးပါတယ်။လူငယ်တွေနေနဲ့ ကိုယ့်ရဲ့အလောက်ကန်တဲ့ဘဝပန်းတန်ကိုကြိုတင်စဉ်းစားပြီးတင်ဆင်ထားတင်ပါတယ်။နံပါတ်30ကိုယ့်ကိုယ်သိဖွံ့ဖြိုးမှုကိုယ့်ကိုယ်သိဟာဘဝရဲ့အရေးပါတဲ့အစိတ်ပိုင်းတစ်ခုဖြစ်ပါတယ်။လူငယ်ပြည်နေနဲ့ကိုယ့်ကိုယ်သိကိုမြင့်တင်ဖို့စာဖတ်ခြင်းအသေးခေါ်တွေကိုဖလှယ်ခြင်းကိုကျင့်တရားကောင်းမွန်ကျူးစားခြင်းတွေလှုပ်ဆောင်တင်ပါတယ်။ဒီချစ်တွေကိုလိုက်နာပြီးလူငယ်တွေရဲ့ဘဝမှာအောင်မြင်မှုတွေရရှိပြီးပျော်စွန်တဲ့ဘဝကိုတည်ဆောက်နိုင်တာပါ။ ဒီချက်တွေကိုတည်ဆည်လိုက်နာပြီးအောင်မြင်တဲ့လူငယ်တွေဖြစ်ပါစီလို့တိုက်တွန်းကျွန်တော်စုံအောင်တောင်းပေးလိုက်ပါခင်ဗျာကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံသိပါမယ်